အောင်မြင်စေတဲ့အောင်တပြေပန်းလေးတွေလှူတဲ့အကြောင်းကိုမဆာဒီနေ့ပြောပြမယ်နော်မြန်မာနဲ့တပြေဟာခွဲမရတဲ့အရာမျိုးတွေလည်းဖြစ်ပါတယ်မြန်မာတို့ရဲ့မြင်္ဂလာပြုတဲ့အခမ်းအနားတိုင်းမှာတပြေပန်းကမပါမဖြစ်တဲ့ပန်းမျိုးလည်းဖြစ်ပါတယ်ဖျားပန်းကြော်ပွဲနှက်ပွဲတိုက်ပွဲဒီမျိုးပွဲတွေဒီမှာလည်းတပြေပန်းကမပါမဖြစ်ပန်းမျိုးဖြစ်ပါတယ် ။ကပြေးပန်းကိုမိမိတို့ရဲ့အပူတော့ကမီတွေငိမ့်အေးအောင်အနေနဲ့တူတင်လူတဲ့အခါမှာအောင်တိတ်အောင်နမိတ်တွေဖြစ်ပေါ်စေတာမို့လို့စတမီငိမ့်နဲ့ပန်းလို့လည်းခေါ်ကြပါဗျ။မိမိအိမ်ဖျားမှာဖျားပန်းအိုးအနေနဲ့တပြေးပန်းတွေကိုဝေဝေဆာဆာလှူဒန်းပေးရင် အောင်အိုးလေးတွေနဲ့အောင်တပြေးလေးတွေလှူဒန်းပေးလေစီးပွားတိုးလေးဖြစ်တာကြောင့်တပြေးမညိုစီးပွားတိုးလို့လည်းဆိုကြပါတယ် ဘေးရင်ရရအတော်များများမှာလဲတပြေးပန်းကမပါနေမပြီးသလောက်ဖြစ်တဲ့ပန်းမျိုးနေနဲ့လဲပါဝင်နေတာကို အားလုံးသိရှိပြီးလဲဖြစ်ပါတယ်။များသောအားဖြင့်မိမိအောင်မြင်လိုတဲ့ကိစ္စရဲ့အတော်များများမှာတပြေးပန်းကိုအသုံးပြုလို့ရပါတယ်။အောင်တပြေကိုအသုံးပြုပြီးဆူတောင်းရင်လည်းမြန်မြန်ပြေဝရတယ်အလိုပြေဝရတယ်လို့လည်းအဆိုရှိပါတယ်အောင်တပြေဆိုတာက တပြေခက်တစ်ခတ်မှာအယောခဏရက်သာပါတဲ့တပြေခက်ကိုအောင်တပြေလို့ဆိုပါတယ်။တပြေစိုက်ခင်းတစ်ခင်းလုံးမှာတော့ဒီလိုအောင်တပြေတစ်ခတ်ရဖို့啊မလွယ်ကူဘူးခက်ခဲတတ်ပါတယ်။ကန်ထူးတဲ့သူတွေသာအောင်တပြေကိုရရှိတတ်ပါတယ်။ကဲဒီတော့ရိုးရိုးတပြေကိုအောင်တပြေပန်းအဖြစ်ကိုပြောင်းမယ်ဆိုရင်ဘဲတဲ့ဘဲတဲ့ပြေပန်းခတ်ကုန်မှာဆိုထိတ်အညွတ်အဖျားနေပြီးတော့အောက်ခြေကိုရည်တွက်သွားရင်ခွနရွက်ပဲ တပြေးတစ်ခတ်မှာ9ရွက်ပဲဖြစ်တဲ့အထိကိုကျန်တဲ့အရွက်တွေချွေချလိုက်ရင်ယူယိုးတပြေးကနေအောင်တပြေးအဖြစ်ကိုရရှိတာဖြစ်ပါတယ်။ဒီရရှိလာတဲ့အောင်တပြေးကိုမိမိကအာအောင်မြင်လို့တဲ့ကိစ္စနေရာမှာမြတ်စွာဘုရားကို ကိုယ်တိုင်ကတ်လူပါ။နောက်ကလေးတွေအောင်မြင်ခြင်းနဲ့ပညာရေးတွေအောင်မြင်တဲ့အချိန်ပညာရေးတွေမှာအောင်မြင်တိုးတက်စေခြင်းနဲ့ဆိုရင်လေဒီလို အောင်တပြေးလေးတွေကို ကလေးလေးကိုစားကတ်လူပူဇော်ပေးပါမိမိလုပ်ငန်းကိုင်ငန်းဒီအောင်မြင်တိုးတက်လွန်ကျင်တဲ့အခါမျိုးကြရင်လေအောင်တပြည်တွေကို အောင်အိုးမှာထိုးပြီးတော့လှူဒန်းပူဇော်ခြင်းအပြင်အမြန်ဆုံးအောင်မြင်စေတတ်ပါတယ်เนาะဒီနေ့တော့မဆာက အောင်တပြေနဲ့ပတ်သက်ပြီးတော့အောင်မြင်စေတဲ့အကြောင်းလေးတွေကိုဗဟုသုတအနေနဲ့မျှဝေခြင်းဖြစ်ပါတယ်။အားလုံးပဲဗဟုသုတရကြပါစေ။မဆာရဲ့ channel လေးကိုလည်း like subscribe share လေးတွေ follow လေးတွေပြုလုပ်ပေးပါနော်။အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။